အင်္ဂလန်စာဘီယာကမ္ဘာဖလားခြေစစ်ပွဲပွဲကြိုသုံးသက်ချက်နဲ့အင်္ဂလန်အသင်းရဲ့လက်ရှိတင်ရှိထားသောစံချိန်များအားလုံးပဲမင်္ဂလာပါ City Insider from Burma ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဒီနေ့ညမနက်2:15မိနစ်မှာကစားသွားမယ်အင်္ဂလန်စာဘီယာတို့ရဲ့ကမ္ဘာဖလားခြေစစ်ပွဲအကြောင်းကိုသုံးသက်ပေးသွားခြင်းပါတယ်မစခင် CMB ကို YouTube မှာ Subscribe မလုပ်ထားသေးရင်လည်းလုပ်ထားနိုင်ပါတယ်အားပေးတဲ့အတွက်ကျေးဇူးပါ အင်္ဂလန်ကတော့ဒီတစ်ပတ်သေးမှာပဲနောက်ဆုံးလက်ကျန်ကမ္ဘာဖလားခြေစစ်ပွဲနှစ်ပွဲဖြစ်တဲ့ဆာဗီးယားအယ်ဘေးနီးယားတို့ကိုယင်ဆိုင်ကစားသွားဖို့ရှိနေပြီးနီးပြတော့မတ်တူချဲအတွက်တော့လူစည်င်းနဲ့နီးပြူဟာကိုဆန်းသက်ခွင့်ရမယ်အခွင့်အရေးနှစ်ကြိမ်ထပ်မံရရှိတယ်လို့ဆိုနိုင်ပါတယ်။ဒီ United States ကနေဒါနဲ့မက္ကဆီကိုတို့မှကျင်းပမယ်ကမ္ဘာဖလားပြိုင်ပွဲအတွက်အင်္ဂလန်အသင်းကခြေစစ်ပွဲအောင်မြင်ပြီးဖြစ်တယ်လို့လာမယ့်ကမ္ဘာဖလားမှာတော့အင်္ဂလန်ရဲ့2060ကမ္ဘာဖလားအိမ်မက်ကိုအကောင့်ထဲပေါ်ရမှာပါ။ ဇာဗီယာနဲ့ပွဲကိုတော့ဝင်းပလေကွင်းမှာပဲအခင်ကစားသွားဖို့ရှိနေပြီလက်ရှိ group K မှာတော့အင်္ဂလန်က16ဂိုးသွင်းပေးဖို့မရှိထားပါဘူးနီးပြတ်တဲ့တူချေရဲ့လက်အောက်မှာအင်္ဂလန်အသင်းကအထူးခြေစွမ်းပြနေတယ်လို့နောက်ဆုံး6ပွဲဆက်လည်နိုင်ပွဲရရှိထားတာပါလာမယ့်ဇာဗီယာနဲ့ပွဲမှာသာအနိုင်ရလိုက်ရင်အင်္ဂလန်အသင်းသမိုင်းတစ်လျှောက်ဒုတိယအချိန်မြောက်10ပွဲဆက်နိုင်ပွဲမှတ်တမ်းလည်းဖြစ်လာဖို့ရှိနေပါတယ်ဒါအပြင်လက်ရှိမှာ10ပွဲဆက် clean sheet ကိုအင်္ဂလန်တို့ပိုင်ဆိုင်ထားပါတယ်ဒါဟာပြိုင်ပွဲအတွင်ပွဲတွေမှာပေးကုမရှိအရှိကြဆုံးနဲ့နိုင်ပွဲရထားတဲ့အင်္ဂလန်ရဲ့လက်ရှိမှတ်တမ်းပါ။ ဥရောပမှာဆိုရင်တော့ clean sheet 10ချိန်နဲ့10ပွဲဆက်နိုင်မှုတာတသိန်းပဲရှိပြီး2014-2016ကာလကစပိန်အသင်းပဲဖြစ်ပါတယ်။အင်္ဂလန်အသင်းကအမှတ်ပေးစရာကိုတင်ဥဆောင်နေတာမဟုတ်ပဲ World Cup Qualification Stage မှာအောင်မြင်တဲ့ဘေးပို့မှု4060ချိန်နဲ့အများဆုံးအသင်း average position 75.8%နဲ့အများဆုံးအသင်း passes per sequence 6.4နဲ့အများဆုံးအသင်းဒီကဏ္ဍအသီးသီးမှာပါနံပါတ်1နေရာတွေမှာရပ်တည်နေပါတယ်။ ဒီပြတူချေကတော့အထိုင်ကျနေတဲ့သူ့အသင်းရဲ့လူစင်းကိုပြောင်းလဲလုပ်လို့ဟန်မရှိပေမဲ့တန်ရာရကစားသမားတချို့နေရာမှာတော့ FIFA Foden, Jude Bellingham တို့ကိုရွေးချယ်ပြီးလူစင်းကိုတော့အနည်းငယ်ပြောင်းလဲထားတာကိုတွေ့ရပါတယ်။ Man City တိုက်စစ်ကစားသမား Foden ကတော့အင်္ဂလန်အသင်းနဲ့ရှေ့၃ချိန်ဆက်ရွေးချယ်မှုတွေမှာတော့ပါဝင်ခွင့်မရခဲ့ပါဘူး။ Matchla Lavia နဲ့ပွဲက Foden ရဲ့နောက်ဆုံးအင်္ဂလန်အသင်းလူစင်းမှာပါဝင်ခွင့်ရခဲ့တဲ့ပွဲပါ။ ီ25နှစ်သားကလည်းရှိဘောလုံးရာသီမှာမန်စီးတီးအတွက်ပြိုင်ပွဲစုံ73ပွဲကစားပေးထားပြီး၄ဂိုးသွင်း၃ဂိုးဖန်တီးပေးကခြေစွမ်းကောင်းပြန်ရနေပါတယ်။တစ်ဖက်မှာဘယ်လင်ငန်ကတော့ပခုံးတန်ရာကြောင့်အော်တိုဘာအင်္ဂလန်လူစင်းကနေလွဲချော်ခဲ့တာဖြစ်ပြီးဒီဒီချိန်တော့ပြန်ပါလာပါပြီ။ရီယယ်မက်ထရီအသင်းအတွက်ဆိုရင်တော့ဒီရာသီပြိုင်ပွဲစုံ10ပွဲမှာ၃ဂိုးသွင်း၃ဂိုးဖန်တီးပေးထားပါတယ်။ဒီကစားသမားနှစ်ယောက်ကတော့အင်္ဂလန်ရဲ့ဂိုးသွင်းနဲ့တာဝန်ကိုမျှဝေယူသွားနိုင်မလားစိတ်ဝင်စားစောင့်ကြည့်သွားရမှာပါ။လက်ရှိမှာရရှိထားတဲ့16ဂိုးမှာ6ဂိုးကိုဘိုင်ယန်တိုက်စစ်မှု ်ဟယ်ရီကိန်းတယောက်ထဲကသွင်းယူပေးထားပါတယ်ဟယ်ရီကိန်းဆိုရင်လဲဝင်းဘလီကွင်းမှာ38ပွဲကစားထားပြီးဂိုး30အထိသွင်းယူထားနိုင်သူပါဝင်းဘလီကွင်းမှာဆိုရင်49သွင်းယူထားနိုင်တဲ့ရှေ့ကနောင်တော်ကြီးတွေဖြစ်တဲ့ဘော်ဘီချာတန်ပီတာခရော့ချ်ဝိန်းရိုနီတို့ရဲ့9ပွဲဆက်9သွင်းနိုင်တဲ့စံချိန်ကိုလိုက်မိဖို့ဂိမ်းမှာအခွင့်အရေးရှိနေပါတယ်နောက်ထပ်ပရီးမီးယားလိပြင်ပမှာခြေစွမ်းပြနေတဲ့ကစားသမားဆိုရင်တော့မာကတ်ရက်ရှ်ဖို့ပါအန်စီဖလစ်ရဲ့ဘာစီလိုနာအသင်းမှာဒီရသည့်16ပွဲကစား69သွင်း89ဖန်တီးပေးထားပါတယ် စက်တင်ဘာလမှာတွေ့ဆုံခဲ့ချိန်ကဆာဗီယာအသင်းကအင်္ဂလန်အသင်းကိုမရှုမလားအရေးနေခဲ့တာပါသို့တော့ဒီတစ်ချိန်မှာတော့ The Three Lions အင်္ဂလန်အသင်းကိုဆာဗီယာတို့ဒုက္ခပေးဖို့ကြိုးစားလာပွင့်ရှိပါတယ်ဆာဗီယာရဲ့ Nibia Dragon Strike Covid ရဲ့အသင်းကကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာဆိုရလက်တည်ငြိမ်တဲ့အသင်းဖြစ်နေပါတယ်နောက်ဆုံး28ပွဲမှာ18ပွဲနိုင်9ပွဲတည်ရကြထားပြီး3ပွဲသာရှုံးနေထားတဲ့အသင်းပါသို့တော့နောက်ဆုံး3ပွဲမှာ2ပွဲအထိတော့အရေးနေထားပါတယ် အပေါင်းလက္ခဏာဆောင်တဲ့တစ်ချက်ကတော့ဝေးကွင်းနောက်ဆုံး9ပွဲမှာ9ပွဲနိုင်2ပွဲတည်းရင်နဲ့ဆာဗီယာတို့ရှုံးပွဲမရှိထားပါဘူး။ဆာဗီယာမှာပရိသတ်နဲ့ရင်းနှီးတဲ့ကစားသမားတွေဆိုရင်တော့ဂျူမီတက်မှာတရားသည့်ခြေစွမ်းကောင်းတွေပြနေတဲ့ဒူဆန်ဗလာဟိုဗစ်ရှိပါမယ်။ဒီတက်ဆင်မူကပြိုင်ပွဲစုံ6ဂိုးသွင်းတဂိုးဖန်ပြီးပေးထားနိုင်ပါတယ်။ကွင်းလင်မှာဆိုဖူဝန်ကဆာဆာလူကစ်၊အတလန်တာကလာဇာ၊ခန်စစ်မှာဆိုနော်တီယန်ဖောရက်ကမီလန်ကိုဗစ်၊ AC မီလန်ကပါဗလိုဗစ်၊ဒါအပြင်တရားသည့်ကလင်းရှိ၄ချိန်ရထားတဲ့ဘုံမောက်ကူသမားပက်ထရိုဗစ်တို့လည်းရှိနေပါတယ်။ ီနှစ်သင်းရဲ့ထိတ်တိုက်တွေးဆမှုတွေကိုလေ့လာကြည့်ကြပါမယ်။ဇာမ်ဘီယာနဲ့6ကြိမ်အင်္ဂလန်တို့ရင်ဆိုင်တွေ့ဘူးပြီး6ကြိမ်လုံးကိုအနိုင်ရထားပါတယ်။ဒါပေမဲ့အနိုင်ယူခဲ့ပုံချင်းတော့မတူပါဘူး။1986 89 89တွေမှာဇာမ်ဘီယာကယူโกစလာဗီးယားရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်နေတုန်းကလည်းအင်္ဂလန်က3ကြိမ်အနိုင်ရခဲ့သလိုဇာမ်ဘီယားရဲ့မွန်တီနီဂရိုဆိုပြီးတီးတန့်ဖြစ်သွားတုန်းကလည်း2003မှာ2ကြိမ်အင်္ဂလန်အနိုင်ရခဲ့ပါတယ်။လွတ်လပ်တဲ့ဇာဗီယာနိုင်ငံဖြစ်ပြီးနောက်ပိုင်းမှာတော့2024 25နှစ်ကြိမ်တွေ့ရမှာလေအင်္ဂလန်က2ကြိမ်လုံးအနိုင်ရထားတာပါ လွတ်လပ်တဲ့ဆာဗီးယားနိုင်ငံအဖြစ်နဲ့တော့အင်္ဂလန်နိုင်ငံဝင်ပလေကွင်းကိုဒါပထမဆုံးအကြိမ်ဖြစ်ဆာဗီးယားကလာရောက်ကစားရမယ်ထူးခြားတဲ့မှတ်တိုင်တစ်ခုတော့ဖြစ်နေပါတယ်ဒီနှစ်သင်းမှာဘယ်အသင်းနိုင်ရသွားမလဲ group K မှာအင်္ဂလန်နဲ့ပြိုင်ပတ်အသင်းတွေကြားကွာခြားမှုဟာကြီးပါတယ် opta ကတော့အင်္ဂလန်ရဲ့ယာနှုန်းပြေနိုင်ပွဲဆန်ခြင်ကိုဆက်ထိန်းသွားမယ်လို့ခန့်မှန်းထားပြီးအင်ရှင်အသင်းနိုင်ဂျီ80တက်မှ200ရာခိုင်နှုန်းပေးထားပါတယ်ဆာဗီးယားဘက်မှာတော့နိုင်ဂျီ12တက်မှ900ရာခိုင်နှုန်းသာရှိရပါတည်ရကြသွားနိုင်ဂျီကတော့16တက်မှ800ရာခိုင်နှုန်းပါ ဇာဗီယာအတွက်ကခြေစပွဲအောင်မြင်ဖို့မျှော်လင့်ချက်ခက်ရေးရေးလေးရှိနေသည့်တိုင်အင်္ဂလန်နဲ့လာတွေ့နေတာကြောင့်ဖြစ်နိုင်ခြေနည်းသွားသလိုဒုတိယနေရာကအေဘေးနီးယားကလည်းအုပ်စုတွင်အားအနည်းဆုံးအန်ဒိုရာနဲ့တစ်ချိန်တည်းကန်ရမှာဖြစ်တာကြောင့်ဇာဗီယာအတွက်တော့တော်တော်လေးမျှော်လင့်ချင်စရာမရှိတော့တဲ့အခြေအနေပါသို့တော့ဘောလုံးပွဲတွေကဘာမှမဖြစ်သွားနိုင်တာကြောင့်ဇာဗီယာအနေနဲ့အင်္ဂလန်နဲ့ပွဲမှာအက်ဆက်ရလဲတခုခုတော့သူတို့ဖန်တီးဖို့ကြိုးစားလာပဲရှိပါတယ် သို့တော့အချက်အလက်တွေရတော့ဆာဗီယာအနေနဲ့ဘလို့မှနိုင်ပွဲရဖို့တော့မဖြစ်နိုင်ပါဘူး။ဒါကြောင့်အင်ရှင်အင်္ဂလန်ကပဲ3-0လောက်နဲ့နိုင်ရသွားမယ်လို့ခန့်မှန်းပေးထားခြင်းပါတယ်။ဒါကတော့အင်္ဂလန်ဆာဗီယာဝင်ပလေကွင်းမှာကံမဲ့ပွဲကိုသုံးသပ်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားပေးတဲ့အတွက်ကျေးဇူးပါ။